။ဒါကြောင့်အပြည့်မဲ့ပြည်သူတွေအပေါ်မှာအကြမ်းဖက်တိုက်ခိုက်နေမှုတွေကိုလက်မခံနိုင်သလိုဒုတာဝန်ရေသူပေါင်းကိုထိပါလာတဲ့လက်နက်ကန်အကြမ်းဖက်လမ်းစဉ်တွေကိုလည်းလုံးဝလက်သင်ခံတစ်လို့မရတဲ့အတွက်တမ်ဘရော်တွေနဲ့ပြည်သူလူထုတရားလုံးရဲ့ပူးပေါင်းပါဝင်မှုနဲ့တူတရားတော်အစ်စ်ကိုဆက်လက်ဆင်းနေသွားမှာဖြစ်တယ်။မဟုတ်ဘူးသူမဟာသေးဘူး။တော်ဆုံးကြီးကျေးဇူးမူလို့တော့ဆိုကြမှရှိဘူးလို့ပြောခဲ့တာ။မြန်မာနိုင်ငံမှာကျွန်မပြန်မှလည်းပြောခဲ့တယ်မြန်မာ။နော်။ တမန်ကလည်းရွေးစီရဲပေါင်းပြီးလိမ့်နေပါတယ်ဒီနောက်နေတဲ့ရွေးပောက်ပွဲဟာတရားမျှတတဲ့ရွေးပောက်ပွဲအရင်ကမှမဖြစ်နိုင်ပါဘူးဒီပောက်ပွဲကတမန်တမန်မကြပါဘူးလို့တနိုင်ငံလုံးလိုက်တင်ပြောခဲ့တာလည်းကျွန်မရွေးပောက်ပွဲပြီးပြီရှင်းပါတယ်ဒီရွေးပောက်ပွဲကိုကျွန်မပြည်သူတွေကကျွန်တော်ပြည်သူတွေကတပိတ်မောက်တဲ့ရွေးပောက်ပွဲကအထမမြောက်ဘူးခသီးလို့ရှိတာဟုတ်ပြီပုံမှန်20လို့40နှစ်တော့နော်20ကငယ်လို့60ဆလုံးလို့များစစ်တပ်ကဖွဲ့စည်းပုံကိုကာကွယ်ရမယ်တောင်းရှိတယ်ပြဲတမတော်ကာကွယ်ရေးဦးစီးချုပ်ကရွေးပောက်ပွဲပြန်ကျင်းပပေးဖို့ကျွန်တော်ပြည်သူတွေကတောင်းဆိုလို့ကြားတယ်တောင်းဆိုကြားတာပြောခဲ့တာကျွန်မ ရေကောက်ပွဲမချင်းမပြီနဲ့ရေကောက်ပွဲလိမ်နေတယ်ဆိုတဲ့အကြောင်းကျွန်မကြုံရခဲ့ရေကောက်ပွဲပြီးပြီးချင်းပါပြီဒီရေကောက်ပွဲကဖြတ်သိမ်းပြီးဝင်းစီဖြတ်သိမ်းခံရမယ်စစ်တပ်ကတမတော်ကဘွေးဦးကြီးတို့ကရေကောက်ပွဲပြန်ပြီးချင်းပါရလိမ့်မယ်လို့ကြိုးပြောခဲ့တာကျွန်မတမဲယုံနေပြန်ဆက်တဲ့အချိန်မှာဟိုမှာလေးတခုမြာစစ်တပ်ကကာလွန်ခေါ်ပြီးဟိုမှာလေးတရှိရာစစ်တပ်ကနိုင်ငံတော်အာဏာသိမ်းနေမယ် MND ပါတီဖြတ်သိမ်းခံရမယ်တုံးစုကြီးအခန်းခံရမယ်လို့နိုင်ငံရေးရာကြုံတုံးတက်ခဲ့တာကျွန်မနော်အခုတို့မဟာသေးဆိုရင်နာမည်တခုကအလကားရလားကျမကဘယ်တော့မှဘယ်လိုမှဖြစ်ခဲ့ပါလို့ဆိုတဲ့ဘယ်တော့မှဆက်ဖြစ်မယ်ဆိုတာကြိုတင်တော့တတ်နိုင်မိမ ဘသူပြောတာလဲကျမမကုတုမဟာသေးကလူတောက်ပဲဝင်တိုင်းပဲလူတော်နဲ့လုံးနဲ့ကျမပါစပ်ပြောမိတာကျမလေဘယ်တော့မှပါတီနိုင်ငံရေးစိတ်မလာခဲ့ကျမပါစပ်ကဘယ်တော့မှမပြောခဲ့စိတ်လဲဝင်တော့ဒီညနာဒီရုပ်ဒီလေးတောင်တခြားကြည့်တာစိတ်ကဝင်လာကျမကတို့ချစ်တဲ့ခင်တဲ့လူတွေကတော့မကုတု တို့ချစ်တဲ့ခင်နာပေးလေသူတို့ဘာကြောင့်အားပေးတာလဲဆိုရင်ကျမကအစောကပြောခဲ့သလိုနိုင်ငံရေးစိတ်ကိုအချိန်အတိကျနဲ့ပုံမှန်ဥပဒေတိကျနဲ့ဘယ်တော့ဘာဖြစ်မလဲဆိုတာအကျိုးတန်သုံးသပ်နိုင်ရဲ့အတွက်သူကြောက်ရေးစားကြတာအဲ့ဒီပဲလေကျမကသူအကူရေတော်တော်လေးမှနေရာရရှိချင်တယ်တော်တော်ဝေးတိုင်းရှိချင်တယ်ဒါကြောင့်မလို့ကျမကကုပ္ပကောနဲ့ဥပမာပေးပြီးတော့လှုပ်တော်အမတ်တယောက်ကိုရွေးချက်ခံချင်လို့ဆိုရင်ဘယ်လိုဘယ်လိုအခြေအနေရှိရလဲဆိုတာကျမကကုပ္ပကောနဲ့နှိုင်းရှင်ပြီးတော့သူရဲ့ကောင်းမှာဒါမကူခွဲချဖို့ကျမသိမြင်ပြီလားဖတ်တော်ရဲမှာအုတ်ရော်ရော်ကြောက်ရော်ရော်တွေပါရင်ဖြုတ်ထုတ်နိုင်မှုတော့ right to wake up ဒီပေတည်းလူတွေဆိုတာကိုကျွန်မကဥပမာပေးတာ နော်အရင်ကကိုစောဖွင့်ရပြောရဲတယ်မဟုတ်ဘူးကောက်ပေါ်ဝင်မယ်ဆိုပြီးတော့ကျမတို့ခင်းနေမယ်နဲ့လူကြီးမော်လမြိုင်ဘက်ကလေးဆွဲနေတော့ပေါက်ဆက်ပြီးတော့တမီးရဲတဲ့တမီးရဲကောင်စိတ်ကြီးခဏတော့ကနေလွတ်တော်မဲ့ဝင်ပြင်းနေဆိုတာဟုတ်လားသူတို့သူတို့ကတော့မော်လမြိုင်ရပါဒါပေမဲ့မော်လမြိုင်ကနေသူတို့စိတ်ကြီးကိုမဲပေးချင်တယ်စိတ်ကြီးခဏမဲဘယ်လိုပြရမလဲတမီးပြပြပေးပါဆိုပြီးတော့အဲ့လိုချစ်တဲ့ခင်းနေလူရှိတာကျေးဇူးတင်တယ်ဒါပေမဲ့ကိုစောဖွင့်ဒီကျမတို့ကိုစောစိုးတို့ကိုသူ့ရဲ့နေရာမှာခင်းနေမိတဲ့အတွက်အများကြီးတို့ပဲကိုကျော်ခွင့်ဒီကိုကျော်ဆုံးနဲ့ကျွန်မကိုတော်တော်လေးမှရောက်ဆက်ချင်တယ်။သူ့ရဲ့ဆန္ဒကိုပြောတာ။ဟုတ်ကဲ့ 怎么不是个？怎么不是个？怎么把龙马没了？这么绝对？还是把龙脉填了？该要感谢就得怎么个？要嘛的？然后说了个，对人家干嘛？对人家表点有果？对人家表点点那点孝顺的，都古人啊？对人家这个人生的是光屁？跟你有个屁啊？也来给力，家也是安的，顶的才是。 အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မပူတူလွတ်တော်အမတ်လုံးမီဟုအွန်လိုင်းပေါ်မှာပြန့်နှံ့လာသည့်အပေါ်မပူတူဖြည့်ရှင်းလိုက်တဲ့ရုပ်တံနဲ့အတူတိုင်းရင်းသားလက်နက်ကင်များနဲ့ PDF များလက်နက်စွန့်ရန်စစ်ကောင်းဆောင်ထပ်ပြောလာတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါတယ်လက်နက်ကင်လန်းစင်များနှင့်အကြမ်းဖက်လန်းစင်များကြောင့်နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့ရသည့်ဆုံးရှုံးနစ်နာမှုများကိုထောက်ရှုပြီးထာဝရငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကိုပြည်သူနှင့်အတူဖော်ဆောင်ရန်တိုင်းရင်းသားလက်နက်ကင်များနှင့်ပြည်သူ့ကာကွယ်ရေးတပ် PDF များလက်နက်ကင်လန်းစင်စွန့်ရန်စစ်ကောင်းဆောင်ကယနေ့ကြောက်သော280ပြည်တပ်မတော်နေမိကွန်းတွင်ထည့်သွင်းပြောသည်စစ်ကောင်းဆောင်ကစန့်ကျင်တိုက်ခိုက်နေတဲ့တိုင်းရင်းသားလက်နက်ကင်အဖွဲ့အစည်းတွေအကြမ်းဖက်တောင်းကျမ်းသူအဖွဲ့အစည်းတွေအကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့လက်နက်ကင်အကြမ်းဖက်တိုက်ခိုက်တဲ့လမ်းစဉ်ကိုဆွတ်လုပြီးပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ရွေးကောက်ပွဲလမ်းကြောင်းတွေကဆင့်နိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးနီးလမ်းနဲ့ဖြည့်ရှင်းဆောင်ရွက်နိုင်မှုဖိတ်ခေါ်ကမ်းလှမ်းထားပြီးဖြစ်တယ်ဟုပြောသည် နိုင်ငံရေးနိလန်းကိုနိုင်ငံရေးစပွဲဝိုင်းပေါ်သာအပြေရှားနိုင်မည်ဖြစ်သောကြောင့်ငင်းကြံရေးဆွေးနွေးမှုများကိုကြိုးစားလန်းဖွင့်ထားကြောင်းထို့ပြင်ယခုနှစ်ဒီဇင်ဘာလတွင်ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကာနိုင်ရပါတီကိုနိုင်ငံတော်တာဝန်လွှဲပြောင်းပေးမည်ဖြစ်ကြောင်းလည်းငင်းကပြောသည်ရှင်တို့တိုင်းရင်းသားတပ်များနှင့်တော်လှန်ရေးတပ်များကိုလက်နက်ဆုံခိုင်းနေတော်လဲလက်ရှိတွင်စစ်ကောင်စီသည် တိုင်းစစ်ဌာနချုပ်နှစ်ခုဖြစ်သောအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခအနှင့်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဘာခါတို့ကိုလက်လွတ်ဆုံးရှုံးထားရသည်ခင်ဗျားပါမျိုးကြီးကျွန်မမဟုတ်ဘူးမှမပြီးပါရှင်ဒီတိ95ခုနဲ့မတ်လ28ရက်နေ့တက်မြော်နေ့ဖြစ်ပါတယ်ခေဆက်တဲ့နိုင်ငံတော်ကိုကျွန်တော်သာထားဆောင်နေတော့ကျွန်တော်နိုင်ငံတော်ကိုအသက်တွေတွေ့ရတဲ့ချွေးနေခြင်းဒေးဆက်ကဝဲခဲ့ပါတော့တက်မြော်သားများနဲ့နိုင်ငံတော်ရဲ့တပ်ဖွဲ့များအားလုံးကိုလေးစားပါရင်အမေပြုပါရင်တက်မြော်သားမိသားစုများနဲ့ပဲအားတိတ်ထားကြပါရှင် ။အာဒီနေ့တက်မတော်နေ့မှာအထူးပြောချင်တဲ့အကြောင်းအရာတောင်းဆိုချင်တဲ့စကားတည်း။ဒါကျွန်မဒီတက်မတော်ချက်တဲ့လူတရားတက်မတော်သားစုဝင်ရေဘွားကိုစာနာထောက်ထားတဲ့ကိုကျင်းဆောင်တရားနှလုံးသားရှိတဲ့မိမတယောက်ဖြစ်တယ်။ဒါကြည့်နိုင်ငံချင်းခဲ့တယ်တောင်းဝရှိပုဂ္ဂိုလ်တွေနိုင်ငံတော်အာဏာပိုင်ခေါင်းဆောင်တွေအနေနဲ့ကစစ်မျက်နှာအသေးသေးမှာရန်သူထံပါဖမ်းဆီးခံလိုက်ရတဲ့တက်မတော်သားများအတွက်ဘယ်လိုများစီစဉ်ဆောင်ရွက်ပေးမလဲ။ တည်ကြနေပါတယ်။တလားကနေနှစ်လားနှစ်လားကနေသုံးလားအချိန်လေးကြာလာတာနဲ့အမျှတမိသားစုဝင်တွေရှင်ထဲမှာနေ့စဉ်နဲ့မျှစိုးရင်ပူပန်နေရတယ်။ဒီလိုပဲတမန်ကိုချက်တဲ့ကျမတို့ပြည်သူတွေရှင်ထဲမှာလည်းစိုးရင်ပူပန်နေရပါတယ်နော်။အဲဒီမှာတို့ရှိရင်ချင်းပြီးနေဆင်းမြနာမှာဖန်ဆီးခံလိုက်ရတယ်အထူးသဖြင့်မြစ်တက်မှာဖန်ဆီးခံလိုက်ရတယ်တက်တော်သားတွေရှိတယ်။နော်လာရှိုးမှာရှမ်းမြောင်မှာရခိုင်မှာကိန်းမြမှာနိုင်ငံအနှံမှာတိုင်းနိုင်ငံလုံးမှာဆင်းမြနာဖွင့်လာရတာဖြစ်တဲ့အတွက် အဲ့ဒီမှာဆိုလို့ရှိရင်ဒီကုလသမဂ္ဂကတော့နောက်စက်တက်မှာဆိုလို့ရှိရင်ပါတယ်။ကမ္ဘာတဝန်းမှာဖြစ်ပတ်နေတဲ့စစ်ပွဲပေါင်း90ခုစမ်းစစ်ကြည့်တဲ့အခါမှာမြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြည်တွင်းစစ်ကအဆိုးရွားဆုံးဖြစ်တယ်။ဒါကြောင့်မို့မြန်မာနိုင်ငံကပြည်တွင်းစစ်ကတစ်ခါလုံးဖြစ်နေတဲ့စစ်ပွဲတွေထဲမှာအပြင်းထန်နေတဲ့ဆိုးရွားဆုံးစစ်ကိုဆင်းနေနေရတာဖြစ်တဲ့အတွက်နိုင်ငံတော်ကမှစစ်မျက်နှာတွေဖွင့်လာတာဖြစ်တဲ့အတွက်ဒီစစ်မျက်နှာတွေမှာကျွန်တော်တို့အောင်မြင်လာလိမ့်ရှိမယ်၊ကြားရှုံးလာလိမ့်ရှိမယ်။ဆိုတော့နိုင်ငံနဲ့အတိုက်ပွဲတွေမှာဖမ်းဆီးခံထားရတဲ့တပ်မတော်သားတွေအတွက်ဖမ်းဆီးခံစစ်သည်များအတွက်အဆိုးရွားနေတဲ့ဘလုံးများစုံစမ်းဆောင်ရွက်ဘလုံးမျိုးအများဆုံးကယ်ထုတ်ပေးမယ်လို့သိချင်ပါရဲ့။အများဆုံးကယ်ထုတ်ပေးပါလို့လည်းကျွန်တော်ဆုတောင်းချင်ပါတယ်။နောက်ခုက တစ်ခုကဝဲကြမ်းပဲပေါ့နော်ကျွန်မခေါင်းထဲမှာပေးထားတယ်ဝဲကြမ်းပဲအဲ့တော့ဗါလေးဆိုတော့ကိုညိုအမှတ်တရားဆိုပြီးတော့ဒေါက်တာဒါပြီးမှဗဇက်ကယာစီလာနေတဲ့အောက်တန်းသားယောက်ျားဒါမဲ့ဗဇက်ကယာစီလာနေတဲ့အောက်တန်းသား ဟုတ်ကဲ့ကျွန်တော်တိုက်ခိုက်မှုတွေအများကြီးရှိနေတယ်။အရင်ကကျွန်မတွေ့ရတယ်။ဒါပေမဲ့ကျွန်မမတွေ့ရဘူး။ဒါကြောင့်မတွေ့ရတာလေဆိုရင်သူတို့ကအမှန်တရားကိုသိချင်တာမဟုတ်ဘူး။ကျွန်မကဒါအမှန်ပါလို့ရှင်းတာလေလို့သူအမှန်ကိုသိချင်တာမဟုတ်ဘူး။သူတို့ကနာမည်ဖြတ်ချင်တာ၊ပုံရိပ်ဖြတ်ချင်တာ၊တိတ်ခါချချင်တာ။ကျွန်မပြောတာရှင်းရှင်းလေး။ကျွန်မကဘုံနာမည်ဖြတ်ချင်နေဆိုရင်ကျွန်မကနိုင်ငံရေးရအနိုင်လို့ချင်နေဆိုရင်နောက်ပတ်သူမဟာပေးဆိုတဲ့နာမည်တစ်ခုကိုခင်ဗျားတို့ရိုက်ချိုးချင်နေဆိုရင်ကျွန်မကျွန်မပြောတဲ့စကားတွေကနိုင်ငံရေးစကားတွေကအမားကိုရှာပြီးနိုင်ငံရေးလို့ပြန်ထောက်ပြ။နိုင်ငံရေးလို့ပြန်ချေပါ။ကျွန်မဒီနိုင်ငံရေးလို့စိန်ခေါ်ရအများကြီးပါ။အများကြီးကျွန်မစိန်ခေါ်ခဲ့တယ်။အဲ့ဒီစိန်ခေါ်တဲ့အကြောင်းအရာကိုပြန်လဲချေပါလိုက်။ဒါဆိုရင်ကျွန်မရဲ့ ို့နိုင်ငံရေးညာကျမရဲ့နာမည်ကိုစိုက်ချိုးပြီးလားကျမကိုစိတ်ခေါင်ချပြီးလားဖြစ်ပါလားအဲ့ဒီလိုမဟုတ်တဲ့နဲ့ဒါဆိုင်ကရာသီရာပြီးတော့ပုံပုံကြီးကအောက်ချတာမျိုးတွေဆိုကျမခေါင်းလေးဒီလိုကဒီလိုမျိုးပြောလိုက်လို့ကျမကဒီလိုကိုဒီလိုပြန်ခင်ရှင်းလိုက်ရင်နောက်တဲ့လူကလည်းနောက်တဲ့လူတယောက်ကလည်းနောက်တဲ့လူပြောမှာနော်ဘယ်လိုဆုံးပြောနေကြတာအခုမှပြောရအောင်ပေါ့ဟိုကရင်းနေကပြောကြတယ်အင်းတော့လို့ပြောတယ်မဟုတ်ဘူးမယောက်ျားတော့ရောက်ရှိတယ်တယောက်ကအရက်သားလို့နှစ်ယောက်ကဆက်သားအဲ့ဒီလိုကနေပြီးတော့ကျမကဘုံကြီးများဖြစ်သွားပြန်ရောအချို့ကပြောကြတာရှိရွှားနေမဲ့တော့အတိတာနဲ့ ။အခုလူမျိုးနဲ့ဗတိုင်းချုံရမှာတဲ့ကျမကလည်းဆယ်ထန်းမောင်နေတဲ့လားတဲ့။ဥသူစိတ်တော်ဦးတဲ့ဂျိုင်းမွေးလုပ်ပေးခဲ့လို့တဲ့။ဒီဝါလုံးမှာဟိုးလေးတချို့တော့ဖြစ်ခဲ့။နာမည်နဲ့ဇွားနာမည်တော့ကြာတယ်။အခုခုလူမျိုးနဲ့ဗတိုင်းချုံရ။ဆိုလိုချင်တာကပုပ်ကိုရင်းရ။တိုက်ခိုက်မှုပုတ်ချမှုကျမကလည်းဖြစ်။ကျမနိုင်ငံရေးလို့ပဲပြောတာ။နော်။ကျမဘဝတော့မဟာသေးတယ်။တော်စုတီကျေးဇူးမုန်းလို့တောင်ရှိကြမရှိဘူးလို့ပြောခဲ့တာမြန်မာနိုင်ငံမှာကျမပထမဆုံးပြောခဲ့တယ်မိမနော် တမရတဲ့ရွေးစီနဲ့ပေါင်းပြီးလိမ့်နေပါတယ်ဒီနောက်နေ့စဉ်ရွေးကောက်ပွဲမှာတရားမျှတတဲ့ရွေးကောက်ပွဲခင်ကြီးနဲ့မှမဖြစ်နိုင်ပါဘူးရွေးကောက်ပွဲကတမတမမကြပါဘူးလို့တနိုင်ငံလုံးလိုက်ပေးပြောခဲ့တာလေကျွန်မရွေးကောက်ပွဲပြီးပြီးချင်းပါလေဒီရွေးကောက်ပွဲကိုကျွန်မပြည်သူတွေကကျွန်မတို့ပြည်သူတွေကတပိတ်မောက်တဲ့ရွေးကောက်ပွဲကအထမ်းမမြောက်ဘူးခက်ကြီးလို့ရှိတာဟုတ်ပြီပုံမှန်20တို့40နဲ့တို့နော်20ခန့်ငယ်တို့6ဆလုံးတို့ရစစ်တက်ကဖက်ကြီးပုံကိုကောက်ပွဲရမယ်တောင်းဝန်ရှိတဲ့အတွက်တမရကောက်ပွဲရဲ့ဦးစီးချုပ်ကရွေးကောက်ပွဲပြန်ချပါပေးလို့ကျွန်မတို့ပြည်သူတွေကတောင်းဆိုလို့ရတယ်တောင်းဆိုချပါပြောခဲ့တာကျွန်မ ရေကောက်ပွဲမကျဲမနေနဲ့ရေကောက်ပွဲလိန်နေတယ်ဆိုရင်တောင်ကျွန်မကြိုပြောခဲ့တယ်ရေကောက်ပွဲပြီးပြီးချမ်းပါမယ်ဒီရေကောက်ပွဲကဖြတ်သိမ်းနေလို့ EC ဖြတ်သိမ်းခံရမယ်စက်တက်ကတမလော်ကဝင်းဦးကြီးတို့ကရေကောက်ပွဲပြန်ပြီးချမ်းပါရလိမ့်မယ်လို့ကြိုပြောခဲ့တာကျွန်မတမဲယုံနေပြန်စက်တဲ့ချိန်မှာပုံမှန်၄တခုညာစက်တက်ကကာလုံခေါ်ပြီးပုံမှန်၄တရှိရာစက်တက်ကနိုင်ငံတော်အာဏာသိမ်းနေတယ် MND ပါတီဖြတ်သိမ်းခံရမယ်တော်စုကြီးအဖမ်းခံရမယ်လို့နိုင်ငံရေးရာကြိုတုံးတက်ခဲ့တာကျွန်မနော်ဘဘတို့မဟာကြီးဆိုတဲ့နာမည်တခုကအလကားရလာကျွန်မကဘယ်တော့မှဘယ်လိုပါဖြစ်ခဲ့ပါလဲဆိုတဲ့ဘယ်တော့ပါဆက်ဖြစ်မယ်ဆိုတာကြိုတင်တော့တက်နိုင်မိမ။နော် ဆိုလိုချင်တာက2019တဲကကျွန်မဒီလိုနိုင်ငံရေးရအများကြီးကျွန်မကြိုးတုံးသက်ခဲ့တယ်ပြောခဲ့တာရှိအဲ့ဒီချိန်တော့ငါဘယ်တင်နိုင်ကုန်မှအိပ်ပျော်နေလည်းမသိတဲ့အခုကျမှရေပေါ်စီခါတော်နေပြီပုံကိုရတတ်ခဲ့ကြတယ်။ခါတော်ဒါတွေကျွန်တော်ပြောလို့ဒီပေါ်မှာဒီဒေါ်ရီတန်းကျူဒီလည်းပဲဖြစ်ရသူကျွန်မလည်းပဲဖြစ်ရသူနော်ဆိုတော့အရင်ကဒီဒေါ်ရီတန်းကျူဒီကျွန်မနဲ့ပတ်သက်လို့အများကြီးပြောကြတာရှိတယ်။ကျွန်မတွေ့တယ်ကျွန်မကြားတယ်။ဒါပေမဲ့ကျွန်မ ကျွန်တော်ဆုံးပါတယ်စကားမျိုးထင်ရင်ကျွန်မရှင်ထဲမှာပိတ်ထားတယ်။ကျွန်မတို့အကျိုးရတယ်မယ်ဘူးတူတန်ရှိနေမယ်ထင်တယ်အကြောင်းအရာလေးဆိုရင်အေးတော်ရေးလိုက်ကြည့်တော့ကျွန်မကိုကျွန်မရင်ဘက်ထဲမှာတင်ထားတယ်။ဒါပေမဲ့ကျွန်မကိုသူတို့ကိုကြီးကသူမျိုးစုံမျိုးစုံပြောကြတာရှိတယ်။ကျွန်မဘာမှပြောမပြောဘူး။ဟိုသူပြောခဲ့တဲ့စကားရဲ့အနှစ်တည်းကိုကျွန်မရှုတယ်အခုနေကိုကျွန်မလှုပ်ပြလိုက်တယ်ကျွန်မကောင်းတယ်မှာထားအောင်ပေါ့နော်။ဆိုတော့ဒီမှာဒီကိုညိုမဲတရားဆိုတဲ့ကောင်ကကျွန်မကိုတပုတ်လေးလေးပြောရဲပေါ့မှာ။တစ်ဖက်ကနော်အေးတော်ရေးတန်းကျုံကိုအပွားကြီးကိုတော်မှာပုတ်ကိုကြီးရတိုက်ခိုက်မှုရအများကြီးရှိတာအေးကိုတော်အေး အကြီးတို့အဖကြီးကိုတော့အခုလိုသူ့ကိုရေးရဟာဗာတိညာဖြစ်တယ်ပြောရင်ကျမလိုမိမငယ်တယောက်ကိုသူတို့အများကြီးဆွဆွဲကြမှာလေတစ်ခါတည်းဆွဆွဲတော့အကြီးနေလဲကအမှန်တကယ်တည်တယ်လေဆိုရင်ကျမကိုကိုယ်တိုင်လာပြီးတော့ ဒါရပြောဆိုလို့ရတယ်။အကြီးကြီးတတိစကားတက်ငယ်ချာကျမတို့ခက်တယ်အောင်ချင်းချင်းကျမတို့ပြည်သူချင်းချင်းကျမတို့တက်မတော်ချက်တယ်လူချင်းချင်းကျမတို့နိုင်ငံလူချက်တယ်ချင်းချင်းအကြီးကျမတို့ဆုံးမလို့ရတယ်။ကျမတို့တိုက်ရိုက်လာပြီးပြောဆိုလို့ရတယ်။ကျမဖုန်းနံပါတ်669 4860ကျမကကိုရင်းနေကဟောဒီဒင်းနာကြီးကြာဟောဒီရုပ်ကြီးကြာဟောဒီဖုန်းနံပါတ်ကြီးချင်းကျမမြန်မာပြည်မြန်မာပြည်ရောလူသားကြီးလုံးရယ်မိမကျမကကြီးလူရနေတယ်မြန်မာပြည်ရောမဟုတ်ဘူး။ ကျောကအဲ့ဒီလူမျိုးအရင်နေနေတာကျမကိုလာပြီးတော့တော်တော်တိတ်တဲ့အင်းမြန်စုံစမ်းလို့ဆုံးမလို့ရပါနေတယ်။သူများကတပုတ်နေနေကြောတာကိုအကြီးကထပ်ပြီးတော့ထက်စင်ပြောဆိုလိုက်တဲ့အခါကျတော့အကြီးကိုယ်တိုင်ကလူတွေကလေသူများစကားရေးစကားရေးပြောကြတယ်။ဒီနေ့ဒီနေ့ဒီနေ့ကြားတယ်။ဆိုတော့ပြောတဲ့စကားတွေကြားတဲ့တဲ့တွေကိုမိမိတို့ရဲ့အသိဉာဏ်နဲ့ဝေဖန်ဆွေးစစ်ပြီးတော့မှအဲ့ဒီအကြောင်းအရာကိုအချင်းချင်းပြောပြတယ်။အဲ့ဒါအသိဉာဏ်လို့ခေါ်တယ်လေ။ဟုတ်တယ်မလား။တဲ့နေကြတယ်နားထဲမှာတဲ့နေကြတယ်နားထဲမှာစကားနေကြတယ်အဲ့ဒီကြားတဲ့စကားတွေလေအဲ့ဒီကြားရတဲ့တဲ့နေမိမိရဲ့တင်ထားတဲ့မိမိလေ့လာထားတဲ့ ်ပြည်မြန်နဲ့ဝေဖန်ပိုင်းခြားပြီးတော့ဟုတ်ရင်မဟုတ်ရင်ဆိုတုံးတက်နိုင်ရတယ်။အဲ့ဒီလိုတုံးတက်နိုင်ကြမရှိဘူးဆိုရင်ကိုကိုတိုင်းကသူများစကားလမ်းဆုံးနေလို့ဖြစ်သွားမှာပေါ့။သူများရောင်းလို့လိုက်လို့ရောင်းအမြောင်အမောင်တောင်မဲကြောင်မဲမသိရလို့ဖြစ်သွားမှာပေါ့။ကိုကိုတိုင်းကလေဖန်တန်းရှိတယ်လို့ဖြစ်သွားမှာပေါ့။အဲ့ဒီလိုမဖြစ်အောင်ကြားလာတဲ့သတင်းကိုကြားလာတဲ့စကားရဲ့အုံနောက်ညာနဲ့ဆန်းစပ်ဖို့လိုရဲ့လေ။မှလူတိတာရေလို့ခေါ်တာဟုတ်လားအခုလိုဒီစကားတွေနဲ့သူများပြောတဲ့စကားကိုသူများပြောတဲ့စကားတိုင်းယူပြီးတော့မိမိကသူများရဲ့ဝါဒအမှိုင်းတိုက်တဲ့အတိုင်းမှာလက်ပြီးတော့ပြောဆိုနေကြတယ်ကိုကိုတိုင်ကသူများအတုံးချခံဖြစ်သွားမှာပေါ့ เนาะဆိုတော့ جماعه ဘူးအရေးတော်ရေးတန်းကျူခဏခဏအရင်ထဲကပြောပါတယ်เนาะ جماعه တစ်ခါမှမပြောပြန်ပြီးမကြုံရအောင်ဘာလို့လဲဆိုတော့အရေးတော်ရေးတန်းကျူလို့ဥငါမင်းဆိုရင်အသက်ရန်ကြီးပြီဩအသက်ကြီးပါဘူးလူကြီးတွေပါလေတို့ပြောချင်တာပြောပါစေသူပြောတဲ့ဇာတ်လေးတွေကမသားကြပါဘူးမှတ်သားလိုက်မယ်အနှစ်တွေပါရင်ယူလိုက်မယ်အခုနေ့ပါရင်နှုတ်ပြလိုက်မယ်ဆိုရဲထွေးထုတ်လိုက်မယ်ဆိုရဲအတွင်းနေပဲ جماعه နားထောင်ကြရနော် جماعه အဲ့လိုနားထောင်ကြရ جماعه ကိုအခုဒီကောက်ပဲဝင်ပါဘူးတို့တော်မဲ့ဝင်ကြတော့အရေးကိုပြောမိလားဘယ်သူပြောရလဲ جماعه မကုတ္တမဟာသေးကရွေးကောက်ပဲဝင်ကြမယ်လို့မှတ်တော်မဲ့လုံးမယ် جماعه ဘာသာပြောမိလား မလေးဘယ်တော့မှပါတီနိုင်ငံရေးစိတ်ဝင်လာလေကျမပါဇက်ကလည်းဘယ်တော့မှမပြောခင်စိတ်လဲဝင်လာဒီညနာဒီရုပ်ဒီလေးတောင်တခြားကြည့်တာစိတ်ကဝင်လာတာ ကျမကိုချစ်တဲ့ခင်တဲ့လူကတော့မပြုဘူးသူချစ်တဲ့ခင်အားပေးတယ်။သူတို့ဘာကြောင့်အားပေးတာလဲဆိုရင်ကျမကအစောကပြောခဲ့တယ်လို့ပဲနိုင်ငံရေးစီရင်ကိုအချိန်အတိကျနဲ့ပုံမှန်ဥပဒေတိကျနဲ့ဘယ်တော့မှဖြစ်မယ်ဆိုတာကြိုးတဲသုံးသပ်နိုင်ရတော့တို့ကြောက်ရေးစားကြတယ်။အဲ့ဒီအတွက်လည်းကျမကိုသူအကူရဲလွတ်တော်ထဲမှာနေရာရရှိခြင်းနဲ့လွတ်တော်ဝေးတိုင်းရှိခြင်းနဲ့ဒါကြောင့်မို့လို့ကျမကပုဂ္ဂိုလ်နဲ့ဥပမာပေးပြီးတော့လွတ်တော်အမတ်တယောက်ကိုအချက်ခံခြင်းလို့ဆိုရင်ဘလို့ဘလို့အယူချင်းတွေရှိရတယ်ဆိုတာကျမကပုဂ္ဂိုလ်ကိုနဲ့နှိုင်းရှင်ပြီးတော့သူရဲ့ကောင်းမှာဒါမကိုခွင့်ချဖို့ကျမသိမှန်ပြီလား။ တော်ထဲမှာအုတ်ရော်ရော်ကြောက်ရော်ရော်တွေပါရင်ထုတ်ထုံးနိုင်မှုတော့ right to be ကိုဖွပြည်တည်းလူရင်းဆိုတာကိုကျွန်မကဥပမာပေးတာ နော်အရင်ကကိုစောခွေးရပြောနေတယ်မဟုတ်သူကောက်ပဲဝင်မယ်ဆိုပြီးတော့ကျမတို့ခင်ရမယ်လေလူကြီးမော်လမြိုင်ဘက်ကလေးချွေနေတော့ဟုတ်ဆက်နေပြောတယ်တမီးရေးတဲ့တမီးရံကုန်းစိတ်ကြီးခဏတော့ကလေးလွတ်တော်မယ်ဝင်ရင်းမယ်ဆိုတာဟုတ်လားသူတို့သူတို့ကတော့မော်လမြိုင်ရပါဒါပေမဲ့မော်လမြိုင်ကလည်းသူတို့စိတ်ကြီးကိုမဲပဲချင်စိတ်ကြီးခဏတော့မဲပဲလို့ပြရမယ်တမီးရုတ်ပြပေးပါဆိုပြီးတော့အဲ့လိုချစ်တဲ့ခင်မကြီးရှိတယ်ကျေးဇူးတင်တယ်ဒါပေမဲ့ကိုစောခွေးဒီကျမတို့ကိုကြော်ဆိုးတို့တည့်ရင်ထဲမှာခင်ရမယ်တဲ့အတွက်အများကြီးတို့ပဲကိုစုံခွေးဒီကိုကျော်စုံနဲ့ကျွန်မကိုဖတ်တော်ထဲမှာရောက်ရှိချင်တယ်။သူ့ရဲ့ဆန္ဒကိုပြောတာ ကျွန်မပါဇက်ကကျွန်မပါဇက်ကကျွန်မဘာလို့မှမဲလို့ထုတ်မပြောသေးဘူးအဲ့ဆက်ကဘယ်တော့မှအတည်မဟုတ်ဘူးကာယကံရှင်ဖြစ်တဲ့ကျွန်မကပြောမှအတည်နောက်ဆုံးတော့ကသူများစကားမှာသူများပြောတာယူကိုကသူများပြောတဲ့အတိုင်းလိုက်ပြီးရှောင်းမယ်ဆိုရင်ကိုကိုယ်တိုင်ကသူများစကားလမ်းဆောင်နေဖြစ်သွားမယ်အဲ့ဒီလိုမဖြစ်အောင်ကြားလာရင်ဒီနေကြားလာတဲ့စကားတွေအသိဉာဏ်နဲ့ဆက်ကြည့်ဖို့ကျမကိုဖုန်းတောင်းမှကက်နေတယ်လို့ပြောတယ်။ဆိုတော့ကျမစဉ်းစားမိတယ်။အဲ့ဒီလူတွေခေါင်းထဲမှာအုံးလို့မပါဘူးပါဘူး။နော်။အဲ့ဒီလူတွေခေါင်းထဲမှာအုံးလို့မပါရဘဲဖြစ်နေတယ်။ဖုန်းချီချောင်းမှကက်နေမယ်စား။ဝင်နေရမှာနေပါဘော။ မင်းတို့အုံတော့ပါရိုးရိုးရှိရှိတွေကိုကြီးကြောင်းမှာကန့်နေမှာဝင်နေအရာမနေဝင်နေအရာမနေမယ်ဆိုရင်ဒီအိမ်ယာတိုက်ခိုက်မှာအပိုင်ရမှာလေအပိုင်ရမှာဒါမှမဟုတ်လို့ရှိရင်ဝင်တဲ့အရာမှာမမြင်ချက်ဘူးဆိုရင်လည်းစစ်တပ်ကျဲသွားနေမှာပေါ့ကိုအတွက်လုံးချုံနေလေစစ်တပ်လိုင်းထဲမှာသွားနေလေခါလဲဆရာရဲလို့ဘဝအတွက်အာမခံချက်လေးရှိရင်လုံးလဲလုံးချုံနေဒါမှမဟုတ်ရှင်ပါတီထားတဲ့ချုပ်တွေထဲမှာသွားနေမှာပေါ့၎င်းထဲမှာအုံတော့ပါရိုးရိုးရှိရှိနေတယ်စစ်စားကြည့်ကျမတို့မိမမကအဲ့ဒီလိုအဖွင့်လည်းနေကန့်လန့်မှုတွေအများကြီးရှိတယ် ကျွန်မကသူများမျက်နှာသူများဆံကိုစားရင်သူများမျက်နှာကြည့်ရမှာဆိုတော့ဘသူဆံမှမစားပဲနဲ့ဘသူမျက်နှာမှမထောက်တယ်မိမဟုတ်ကဲ့လားအဲ့ဒါမချက်နောက်တစ်ချက်ကကျွန်မကလည်းမတော်တဆဝင်းတရားရဲပေါ်မှာပါလေအလုတ်တိုင်းရရှာပါလို့ပါလေလိုက်ကလမ်းမအလုတ်လို့ကျွန်မကြည့်အမြင်မပူခိုင်သူနဲ့ပဲပတ်ထားရင်တော့30ခါ2013ကျမကျွန်မ10တန်း2010ကျမကျွန်မအလဲတန်းចောင်းတူလည်းရှိနေတယ်ရန်ကုန်ဆိုတာကနားနေလို့နေမှမသိဘူး2010မှာ9တန်း10တန်းပဲရှိသေးတယ်ရန်ကုန်ပဲနားနေလို့နေမှမသိဘူးဟုတ်ကဲ့လား ောက်ဆယ်လေးမှာကျွန်တော်တို့ရွာเจ้าမှာပညာဒါနပြန်ပြီးတော့လှူအပ်ပြီးနေတယ်တနည်းတည်းကျောင်းရွာစာတိเจ้าမှာကျွန်တော်ပညာဒါနပြီးရင်လှူအပ်ပြီးကျောင်းဆရာမှာစာတင်နေ2019เจ้าမှာကျွန်တော်အရင်ကထပ်ခါထပ်ခါပြောလို့ကျွန်တော်2015เจ้าမှာရန်ကုန်ရောက်တာကျွန်တော်ရန်ကုန်ရောက်တာဒီနိုင်ငံကြီးလို့ကိုရန်ကုန်လာတာမဟုတ်ဘူးကျွန်တော်ဘဝရှိရေးအတွက်ကျွန်တော်ကျောင်းဆောက်တတ်ဖို့အတွက်ကျွန်တော်မိသားစုစားဝတ်နေရတယ်ကျွန်တော်အလုပ်လာလုပ်တာကျွန်တော်အလုပ်လုပ်တာမင်္ဂလာတော့ဆောက်ဆောက်ကျွန်တော်ကဒလပေါင်အဆောင်မှုနယ်မှာတော့ရှိချင်းနော်အဲ့ဒါပထမနေတဲ့နေရာနောက်နေတဲ့နေရာရွှေပြည်သားเจ้าနဲ့အဆောင်မှုနယ်မှာကအငင်းစားကိုရေးအူတန်းထုံး မိမအသေးတန်ဆောင်မိကလေးသေးတန်ဆောင်အခုချိန်ထိမိကလေးသေးတန်ဆောင်ပဲနော်ခန်းကောင်ရဲ့မိကလေးသေးတန်ဆောင်မိမတရားတော်ရှိတယ်မိကလေးသေးတန်ဆောင်ကျမကနော်ကျမမကျမကဒီကျောင်းလမ်းမှာနေတော့ကျမကျောင်းလမ်းရဲ့ရှေ့မှာနော်ရွှေပြည်သားကျောင်းလမ်းရဲ့ရှေ့ကားလမ်းရှိတဲ့တဲမှာဟန်ချဲထန်ကျုပ်ဆိုင်ရှိတယ်အဲ့ဒီမှာကျမနာမည်ကိုကြီးခိုင်ကျမ ID နာမည်27222အဲ့ဒီ ။နာမည်ဘွိခိုင် ID နာမည်တခွန်နှစ်နှစ်လို့ရိုက်ထည့်လိုက်တာနဲ့ဘယ်နှစ်လဲရမှာအလုပ်ဝင်ခဲ့တယ်။ဒီဆက်ရုံမှာဘယ်နှစ်နှစ်လို့လုပ်ခဲ့တယ်။ဘယ်နှစ်ဘယ်ရမှာအလုပ်ထွက်ခဲ့တယ်။တိတ်ထောက်တာရှိတယ်။တမိုင်းဆိုတာဖြောက်လို့မရအောင်လေလို့မရအောင်။ဟုတ်ပြီလား။ရန်ကုန်တမျိုးလုံးမှာအဲ့ဒီနှစ်နှစ်ရပဲနေတယ်။နော်။ကျုပ်တို့ချင်းလားလား။သူများအကြောင်းကိုတကုတ်လေးလေးမပြောခင်ပါမိမိပါဇက်ကရောက်ချမ်းတာမယ်မိမတာမယ်ပါဇက်ကရာတီလာနေတဲ့အောက်တက်ကဖြစ်မနေဘူးလားဆိုအရင်စုံစားဖို့လို့ ဟာမကြည့်အမီတော်ဘိုးကြီးခိုင်မဘိုးကြီးခိုင်အဖအမီဦးဝင်းကိုကျွန်မ2018ရောက်မှခွဲရတာ2010မှာခုနကရန်ကုန်ဘဏ္ဍာနေလို့နေမှမသိဘူး2015ရဲ့မှာရန်ကုန်ရောက်တယ်တခါတော့ကျွန်မအလုပ်လုပ်တာမင်္ဂလာတောင်ဆက်မှုဆောင်အထည်ချုပ်ဆက်ရောက်ကျွန်မနာမည်ကျွန်မ ID နံပါတ်ရိုက်ထည့်လိုက်တာနေအဲ့ဒီဆက်ရောက်မှာဘယ်နဲ့နဲ့အလုပ်လုပ်ခဲ့တယ်အထောက်အားရှိတယ်။ဒါပေမဲ့ကျမကဒါတွေရှင်းမပြဘူး။ရှင်းပြဖို့မလိုဘူး။ကျမကိုနေမှာဖြတ်ချင်နေတယ်။ကျမကိုတိတ်ခါချချင်နေတယ်။ကျမပြောတယ်နိုင်ငံရေးအကြောင်းအရာကိုနိုင်ငံရေးလို့ခြေပါစမ်း။ကျမဆင်ခေါ်တယ်။ ကျွန်မအဲ့လိုမျိုးအရန်သဘောကျတယ်ကျွန်မကိုနိုင်ငံရေးလို့ပြန်ပြီးခြေမနိုင်လေလူလူသူလူပြောနိုင်လေလို့ရှင်ကျွန်မအရန်ဝမ်းသာတာအဲ့ဒါမျိုးကျွန်မအရန်တိတ်ဘူးမှမပြောရင်ဘယ်ကောင်မှမပြောရင်အဲ့ကကျွန်မဘယ်သူမှဆောက်ရုံမဆိုင်ဘူးဟုတ်ပြီလားနော်ကျွန်တော်တစ်ခါရှိတာအဲ့အင်းတော်ရေးတဲ့ကျွန်မပြောရင်ကျွန်မကိုပါတယ်ဗုဒ္ဓဘာသာကိုနည်းမျိုးစုံနဲ့တက်ရှုပြီးတော့အပုတ်ချနေတယ်ချင်းသွေးချင်းစုံဟုတ်အေးအဲ့လိုပြောလိုက်လို့ကျမကကျမချင်းသွေးဆောက်ဆောက်ဆောက်ဒီဆောက်တော့မသိဘူး။အကြီးရဲ့ပါဇက်ကတော့အရင်ဆောက်သွားပြီ။အကြီးကလူကြီးထောက်နေတယ်ပါဇက်အရင်ဆုံးသွားပြီလေ။ဘူးလ ကျွန်တော်တို့အရှိရှိရန်တိုက်ပေးဖို့အတွက်တစ်ခါကအရင်ကိုအသုံးချဖို့ဖြစ်မသွားဘူးလားဆိုတော့ကျွန်မတို့ကခွေးဝင်းတော်ကိုလူလက်ပြလျာနဲ့တူသွားတာပေါ့မဟုတ်ဘူးလားနော်ကျွန်တော်နောက်မှာကျွန်မကြောင့်ပြောချင်တဲ့အခါကျွန်တော်တို့တိုက်ရိုက်ဆွတ်သွေးမြင်ရပါတယ်ကျွန်မကဘာမှမဆိုဆက်သွဲလို့ရတယ်ကျွန်မဖုန်းနံပါတ်ဒိုက်ဒီတိုင်းပေးထားတာเนาะကျွန်မဖုန်းဆက်တဲ့လူတွေအများကြီးရှိနေတယ်တချို့တော့ကျွန်မဖုန်းဆက်ပြီးတိတိုင်းထိုင်ဆဲနေလူရှိတယ်เนาะပထမဖုန်းဆက်တယ်တစ်လုံးနဲ့ဆက်တယ်ဆက်ဆဲလို့ကျွန်မဖုန်းချလိုက်တယ်နောက်ဖုန်းမျိုးစုံနဲ့ခေါ်ပြီးဆဲဆဲတဲ့ခါကျတော့ဖုန်းကိုကျွန်မဘေးမှာချထားလိုက်တယ်သူကလည်းဆဲကြတယ်ဆဲကြတယ်သူဆဲကျွန်မမကြားရတော့ ော်ဆွေးနွေးချင်တာကအာကြားလာတဲ့စကားတွေသူများပြောလာတဲ့စကားတွေပေါ့ကမိမိရဲ့အတိအငယ်နဲ့စဉ်းစားချက်ချင်ဖို့ပြောပါလေအဲ့လိုစဉ်းစားမချက်ချင်တာဘူးဆိုရင်ကျမတို့ကိုယ်တိုင်ကသူများတွေရဲ့ရန်လိုက်ပေးကြုံခံရပါလိမ့်မယ်နော်ဆိုတော့ကျမဒီအကယ်၍မဲ့ကျမဘိုင်နိုင်ငံကြီးလုဖြစ်တာပဲဖြစ်ဖြစ်ကျမတို့ခုခုလုဖြစ်တာပဲဖြစ်ဖြစ်ကျမမဟုတ်တူမဟာကြီးရဲ့အကြောင်းအရာကျမစကားကကျမပါဇက်ကထုတ်ပြောတဲ့စကားကအကြောင်းအရာမှဖြစ်တယ်ဆိုတော့ကျမပါဇက်ကမပြောသေးဒါတခြားသူလူတွေရဲ့စကားဖြစ်တယ်ဥပမာကိုယ်ပေါ်ပေါ်ကကျမကိုလူတော်တွေမှာတတိပပလာနေနဲ့ဝေပြိုင်မယ်သူဖြစ်ချင်တဲ့ဆန္ဒစေတနာနဲ့ကျမပြောတယ်ကျမအဲ့ဒီမှာမတုံ့ပြန်ဘူး ။ဒါလို့လဲကျွန်တော်အကြီးတော်အေးတဲ့သူကိုယ်တိုင်တော်မှာကျွန်မအကြောင်းကိုကျွန်မလည်းမတက်ဘူး။အကြီးထက်ကထက်ကအများကြီးပြောခဲ့တယ်။ကျွန်မတခုမှမတုံ့ပြန်မှုလေ။ကျွန်မတည်တမ်းမရှိမဲ့အနှစ်တည်းကကျွန်မယူလိုက်တယ်။ကျွန်မတည်တမ်းမရှိတဲ့အခွင့်အရေးထွင်ရင်ကျွန်မထုတ်ထုတ်ပြလိုက်တယ်။ကျွန်မကဒီလိုလဲနေတာ။နော်။ကျွန်တော်ခင်ဗျပြောကြတာပေါ့နော်။ဘယ်လိုပြောချင်တာပါလဲ။ဆိုတော့အာနောက်နောက်ကျွန်မကအင်းနဲ့ပြောတယ်ကျွန်မကိုပုပ်ကိုကြီးတွေမပြောနဲ့အဲ့လိုမျိုးလို့ဆိုရင်ဒီတယောက်ကိုဒီလိုဖြေရှင်းရင်နောက်တယောက်ကနောက်တစ်မျိုးပြောမယ်နောက်တယောက်ကနောက်တစ်မျိုးပြောမယ်ကျွန်မကိုဆုံးအောင်ပြောမှာနော်အဲ့ဒါကျွန်မအဲ့ဒါလိုလိုက်ဖြေရှင်းနေပြီစိတ်လည်းမဝင်စားဘူးဘူးဆိုတာကိုယ်တိုင်ကိုကြီးတာဟုတ်ပြီလား ကျမဘယ်တော့မှပဲကျမဘယ်မှာပဲလူနေခဲ့တယ်နော်ရွှေပြည်သားအကြောင်းလန်ကဲကော်ရေမျိုးသမီးတိတဲ့ဆောင်မှာကျမဘယ်နဲ့နေခဲ့လေဒါလားပေါ့အဆောင်မှုတော်ရှိချင်းအိမ်မှာကျမဘယ်နဲ့နေခဲ့လေဖေးဆက်လုံးမှာကျမဘယ်နဲ့နေလို့လုပ်ခဲ့လေဆိုရဲအတမိုက်ထုတ်ထားလို့ရှိတယ်အင်းညောင်းဘူးဟုတ်ပြီလားပြီးရင်လူတယောက်ရဲ့အကျင့်စာရိတ်တာနဲ့လူတယောက်ရဲ့ဘဝနောက်ကြောင်းကအဲ့ဒီလူရဲ့စကားကြီးအဲ့ဒီလူရဲ့မျက်လုံးကြီးအဲ့ဒီလူရဲ့အရှိကြီးအများကြီးမူတည်တယ်နော်အများကြီးမူတည်တယ်လက်ပြလုံးနဲ့လူမျိုးကတော့ ဒီနေ့နာလေးလေးတိုင်းဒီနေ့လုံးနဲ့ဒီလိုစကားမျိုးပြောရင်းနေမဟုတ်တာမှမှန်တာလို့တဲ့လူကဘယ်တော့မှလူတော့တိုးလို့မရဘူးလူသားမဟုတ်ဘူး ဲ့ဒါပါပါရင်လူတယောက်ရဲ့ခြေရင်းလက္ခဏာဇီယလက္ခဏာကိုဖတ်လို့ရှင်သိတာပါတယ်နော်ဆိုတော့ဒါတွေလည်းပြောတာများတော့ဒီလေးနောက်တော့ကျမနဲ့ပတ်သက်လို့ကျမရင်တို့မဟာလို့ဆိုရင်ကျမရင်နာမည်တစ်ခုပုံရိပ်တစ်ခုကိုခင်ဗျားတို့အလဲထိုးကြည့်ပြီးအလားယူခြင်းလဲဆိုရင်ကျမကြိုးပြီးတုံးတဲ့နဲ့ငရေတုံးတတ်ချက်တွေကျမပြောတဲ့စကားတွေကျမစိတ်ခေါ်နေစိတ်ပေါ်မှုတွေနော်ကျမရင်တော့လည်းစိတ်ခေါ်ရခင်ဗျားတို့ဖက်ရယ်ပြောရရင်ခင်ဗျားတို့ဖက်ရယ်လို့ပြောရရင်အလိုချင်တဲ့အီးရီကိုအီးရီကိုထားရမှာဖက်ရယ် agreement ရှိသလားကျမစိတ်ခေါ်ရလို့2021တက်ကကျမစိတ်ခေါ်ခဲ့ဘယ်သူမှကျမကိုနိုင်ငံရေးရမချေပါနိုင်ဘူးအဲ့ဒီလိုဖက်ရယ် agreement မရှိတဲ့အတွက်လက်ရှိမှာဆိုရင်ပတ်လောင်နဲ့ SFPB နဲ့နော် SFPB နဲ့ share တက် ဲ့သူတို့ချမ်းနဲ့ပလောင်နဲ့မိုးမိမ်မှာအချင်းချင်းကိုက်နေကြတယ်။ချင်းမှလည်းပဲအချင်းချင်းနဲ့ကိုက်နေကြတာလည်းရှိတယ်။ဒီလိုကြုံဖြစ်မယ်ဆိုတာကြုံသိလို့ကြုံမြင်လို့ကျွန်တော်ကဒီလိုမျိုးတွေပြောခဲ့တာ။နောက်ဆိုတော့နောက်နောက်ကျွန်တော်ကနိုင်ငံရေးရကျွန်တော်တို့ရဲ့ဇာတ်ကောင်ကမလူးလို့တူလို့ဥမာကျွန်မက social contract ကြောင့်ပြောတယ်။ဥမာကျွန်မက popular sovereignty ကြောင့်ပြောတယ်။ဥမာကျွန်မက state only ချောင်းကိုပြောတယ်။ဥမာကျွန်မက limited ခါပါမယ်ကြောင့်ပြောတယ်။အဲ့ဒီဒါလိုမျိုးပြန်လဲခြေပါနိုင်တယ်လို့ရှိရင်ကျွန်မစင်ခေါ်ပါရဲ့။အဲ့ဒီလိုမျိုးမဟုတ်တော့လေအစက်ကရာသေးလာနေတဲ့ပုံကိုရပြောဘလို့အောက်တန်းစားရဲ့ပြောဆိုမှုကိုမှကျွန်မခြေပါမှာမဟုတ်ဘဲနဲ့တောက်ပြခြေရှာမှာမဟုတ်ဘူး။ကိုကောင်းရင်က ထောင်းဘဲမှာမရွေးပါဘူးကိုပြုတ်ရဲကန်ကကို့နောက်မှာကြောထောင်းနောက်ကရှိရဲကျမပြုတ်ရဲကန်ကြောင့်ကျမဒီနေ့ဒီဒီလက်မထောင်းပြီးနေနိုင်နေခင်ဗျားတို့ပြုတ်ရဲကန်ကြောင့်ခင်ဗျားတို့ဒီနေ့ဒီချိန်ပြေးပြေးဝန်ရမ်းပြေးဖို့မှာနေနေရတာဖြစ်တယ်